Hi ကောမေဒီနေ့မြန်မာနိုင်ငံမှာ80%ဆန်းဆော့မြန်မာ ပြည်ပဲတွေအလုံးကူးကွယ်နေကြတဲ့ထေရဝါဒဗုဒ္ဓဘာသာဟာလော်ယာမင်းစတင်ခဲ့တယ်ဆိုတာအလုံးသိကြမယ်လို့ထင်မိတယ်။ဒါဆိုလော်ယာမင်းကဘယ်မျိုးနဲ့စုကစဉ်သက်လာတာလဲ။ ထေရဝါဒဆိုတဲ့နာမည်ကရောမှန်ရဲ့လားဒီနေ့ဒီအကြောင်းကိုဆွေးနွေးသားမှာပဲဖြစ်ပါတယ်ကွန်မြူနတီရေဒီဗီဒီယိုလေးဟာ social knowledge content တစ်ခုလာဖြစ်ပြီးတော့တခြားဘာမှမတင်မရှိဘူးဆိုတာကိုလည်းသိစေခြင်းနဲ့တကယ်လို့အမြင်ကွဲလွဲမှုတွေရှိတယ်ဆိုရင်လည်းကွန်မြူနတီအားလုံး sorry ပါနော် Magadhar Empire ကိုတည်ထောင်ခဲ့တဲ့အဆိုကက British ကိုအပြစ်ဝယုံကြည်ပြီးတော့ British နဲ့ပတ်သက်တဲ့ဂျန်တွေကိုသူအုပ်ချုပ်ခဲ့တဲ့ Tibetan, China, Shanghala, Khmer, Khotan နဲ့တခြားနေရာတွေကိုပြန်ပွားခဲ့တာပေါ့နော် ဲ့လိုပြန်ပွားပြီးတော့အရှုကတခစ်ပြီးွားတဲ့အချိန်မှာအခုနပြောတဲ့နေရာတွေမှာဒီဘုဒ္ဓစ်ချန်တွေကနာမည်သုံးခုဖြစ်လာတယ်ဒါတွေကတော့သရဝိဒန်မဟာယနဝဉ္ဇရယနတဆိုပြီးတော့ဗောနော်ဒီထဲမှာမြမာတွေကိုးကွယ်ယူဆောင်ရတဲ့ကျမ်းကတေရဝါဒဗောအမှန်မှန်တော့ကျွန်တော်တို့တမလမာကောအိန္ဒိယမှာကောကသရဝိဒန်လို့ခေါ်တယ်ဒါပေမဲ့မြမာမှာတေရဝါဒဗောဘလို့ဒါဆိုလို့ရှိရင်ထေရဝါဒလို့ခေါ်တာကမှားနေလားဆိုလို့ရှိရင် မမားပါဘူးမြန်မာမှာ gravity ကိုတေရဝါဒလို့ခေါ်တာကတနေရာနဲ့တနေရာ language နဲ့ tang မတူတာကြောင့်လည်းဖြစ်နိုင်တယ်။နောက်မျိုးဆက်တွေကို copy ကူတာမှမသိစေချင်တာလည်းဖြစ်စေဖြစ်နိုင်တယ်။ကဲ second question သွားမယ်။ Sri Lanka ဘက်ကနေလာတဲ့ Devara မျိုးနွယ်စုတွေရတယောက်က 11th century မှာ gravity Buddhism ကို အတည်ယူပြီးတော့မြန်မာနိုင်ငံမှာအခုထိဗုဒ္ဓဘာသာကိုကိုးကွယ်အောင်ပြုလုပ်ခဲ့တယ်။အဲ့လိုမျိုး Sri Lanka ဘက်ကနေလာတဲ့ Devara မျိုးနွယ်စုတွေရတယောက်ပဲအခုမြန်မာအခေါ်အရာ ဗမာအင်ပါယာရဲ့ပိုင်ရှင်အနောယထာမင်းပေါ့နော်အနောယထာရဲ့ဒေဗတ်အော်ဂျင်နင်းကမဟာရာဇာအနိရုဒ္ဓဒေဗတ်ပါဒါဆိုရင်မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာကိုယူဆောင်လာပြီးတော့ဖျားပထုတွေတည်ခဲ့တယ်အနောယထာမင်းကဘာလို့မျိုးလဲဆိုတာအီလောက်ပြီလို့ထင်မိတယ်ဒီဗီဒီယိုလေးမှာမြင်ကွဲလဲမှုတွေရှိရင်ဥမ္မာမှာရှင်းပြပေးပါဦးဒီဗီဒီယိုလေးကဒီလောက်ပါပဲတတ်တာဘိုင်ဘိုင်